စီးရီးယားနိုင်ငံမှာနောက်၂၄ခုနှစ်ဒီဇင်ဘာလကတဘုံတွေရဲ့ထိုးစစ်ကြောင့်အာနာရှင်ဘာရှားအာဆတ်အစိုးရပြုတ်ကျသွားခဲ့ပြီးနောက်ပထမဆုံးအကြိမ်ဖြစ်လွတ်တော်ရွေးကောက်ပွဲတွေကိုနိုမာ9ရက်မှာကျင်းပသွားမယ်လို့ AP ကဖော်ပြခဲ့ပါတယ်။အာဆတ်ရဲ့နှစ်ပေါင်း90ကြာအုပ်ချုပ်မှုအောက်မှာစီးရီးယားပြည်သူအလုံးဟာမဲပေးနိုင်ခဲ့ကြပါပဲ။ဒီရွေးကောက်ပွဲတွေမှာအာဆတ်ဦးဆောင်တဲ့ဘတ်ပါတီကသာလွတ်တော်ကိုအမြဲတမ်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ိုမာ9ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာဒီမိုကရေစီလုပ်ငန်းစဉ်တိုင်းအပြည့်အဝကိုက်ညီလိမ့်မှာမဟုတ်ပေမဲ့မဲဆန္ဒနယ်တွေမှာကိုယ်စားလှယ်မဲတွေလက်ထိုးရဲကောလိပ်နဲ့ရွေးချယ်တဲ့စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပါတယ်။ဒါအပြင်လွတ်တော်နေရာ၃ပုံတပုံကိုယာယီသမရအာမက်အေရှာရာကဓာတ်ရိုက်ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အခုကျင်းပမယ့်ရွေးကောက်ပွဲဟာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုအထူးတလည်ရရှိမှာမဟုတ်ဘူးဆိုပေမဲ့ဆီးရီးယားပြည်တွင်မှာယာယီအာဏာပိုင်တွေဟာအမျိုးသမီးတွေနဲ့လူနည်းစုတွေရဲ့အခွင့်အရေးအတွက်ဘလို့အလေးထားဆောင်ရွက်မလဲဆိုတာကိုပြသမဲ့စမ်းသပ်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။နိုဝင်ဘာ9ရက်မှာကျင်းပမဲ့လွတ်တော်ရွေးကောက်ပွဲမှာပြည်သူလွတ်တော်မှာနေရာ90ရှိပါတယ်။ ဒီနေရာတွေနဲ့သုံးပုံတစ်ပုံကိုကိုယ်စလဲမဲတွေနဲ့ရွေးကောက်มาဖြစ်ပြီးကြံတစ်ပုံကိုသမရကဓာတ်ရိုက်ခန့်အပ်มาဖြစ်ပါတယ်။ဒါကြောင့်ဒေကနန်အားဖြင့်ခရိုင်60ကျော်ရှိကိုယ်စလဲမဲရွေးချယ်ရေးအဖွဲ့ဝင်9000ဟာလွတ်တော်နေရာစုစုပေါင်းရဲ့သုံးပုံတစ်ပုံဖြစ်တဲ့နေရာ140ကိုရွေးကောက်ရမှာဖြစ်ပြီးကြံတစ်ပုံကိုအေရှာရာကဓာတ်ရိုက်ခန့်အပ်มาဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်လူမျိုးစုပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ဆဝိုင်ဒါပြည်နယ်နဲ့ကားတွေဦးဆောင်တဲ့ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေထိန်းချုပ်ထားတယ်။နိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာတော့တင်းမာမှုအခြေအနေတွေကြောင့်ရွေးကောက်ပွဲတွေကိုရွှေ့ဆိုင်းထားမှာဖြစ်ပါတယ်။